မမြတာတဲ့ပြိုင်ပတ်နဲ့ထိုးတက်သွားရမယ်ချင်းတန်းရင်သားလေးစလိုင်းထိုင်ခရီးရှင်အစီအစဉ်လေးကိုမစတင်ခင်မှာကျွန်တော်ရဲ့ channel လေးကိုအရင်ဆုံး subscribe လုပ်ပေးသွားဖို့ချစ်ရတဲ့ပရိသတ်ကြီးကိုတောင်းဆိုပါရစေအခုပြောပြပေးသွားမယ့်အဓိကအချက်ကတော့လာမယ့်24ရက်နေ့မှာမြန်မာကိုစားပြုချင်းဖိုင်တာနဲ့ထိုင်းဖိုင်တာတို့ဝိုင်းချန်ပီယံရှစ်မှာထိုးတက်သွားရမယ့်ပွဲစဉ်တင်တဲ့အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီပွဲစဉ်မှာထူးခြားချက်ကတော့ပြိုင်ဘက်ထိုင်းဖိုင်တာအကြောင်းပါ ထိုင်းဖိုက်တာစွန်ချိုင်းဟာဝမ်ချမ်ပီယံရှစ်မှာ10ပွဲထိုးပြီး9ပွဲအနိုင်ရရှိထားပြီးတပွဲသာရှုံးနေထားတဲ့ထိတ်တန်းဖိုက်တာကောင်းတူပါစွန်ချိုင်းဟာပါဝါအပိအဝနဲ့တိုက်ခိုက်နိုင်သူဖြစ်ပြီးနောက်ဆုံးရှုံးခဲ့တဲ့ပွဲစဉ်ကလည်းအမှတ်နဲ့သာရှုံးနေခဲ့တာပါအာမနာတဲ့ပြောရမယ်ဆိုရင်ဒီပွဲစဉ်ကမမြတ်တဲ့ပွဲစဉ်မှာဘာလို့လဲဆိုတော့မြန်မာဖိုက်တာစလိုက်ထန်ကွေးရှင်ကရိုးရိုးလှုပ်ဝေးမှအသားကျသူဖြစ်ပေမဲ့ဝမ်ချမ်ပီယံရှစ်မှာတော့ပွဲဥထွေပွဲစဉ်မှာ ဒီလိုပွဲစဉ်တစ်ကိုအနိုင်လက်ကျန်းတဲ့ fighter နဲ့ပွဲတည်တယ်ဆိုတာမဖြစ်တဲ့အခြေအနေပါစလိုင်းထန်ခွိရှိန်ဟွာနောက်ဆုံးပိုင်ပွဲအနေနဲ့2024ခုစက်တင်ဘာလ28ရက်နေ့ကရှမ်းတောင်းနဲ့မင်းဝလက်ဝေးပိုင်ပွဲထိုးတက်ထားပါတယ်ဒီပွဲစဉ်တင်သွားစလိုင်းထန်ခွိရှိန်အနေနဲ့အကောင်းဆုံးလေ့ကျင့်နေသလိုသူ့ရပထမဆုံးပွဲစဉ်မှာအနိုင်ရဖို့ကြိုတင်ပြင်ဆင်ထားကြောင်းချပြထားပါတယ်လက်ရှိချိန်မှာလောက်ပန်းကောက်ကိုရောက်ရှိနေကြောင်းပြည်သက်တီကိုအတိပိတ်ထားသလို ဒီပွဲစဉ်အစ်ကိုမြန်မာပရိသတ်တွေအားလုံးအားပေးကြပါလို့စလိုင်းထန်ကွီရှင်ကတောင်းဆိုထားပါတယ်။သူအနေနဲ့ပရိသတ်တွေစိတ်မပြတ်ရအောင်စူးစမ်းသွားမယ်လို့ပြောဆိုထားပါသေးတယ်။တည်ရင်အစ်စ်အစ်စ်တွေကိုအရင်ဆုံးပြရှိဖို့တော့လေကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်သွားပေးဖို့ကိုလည်းပရိသတ်ကြီးကိုတောင်းဆိုပါတယ်။နားဆင်ပေးကြတဲ့ပရိသတ်တယောက်ချင်းကြီးကိုကျေးဇူးတင်ပါတယ်။